မင်္ဂလာပါခင်ဗျာ MDD Technology and Engineering Group ကနေပြီးတော့ជួសលလိုက်ပါတယ် Data Online Starter လို့ခေါ်တဲ့ DOS System တွေဟူကျွန်တော်ရှင်းပြမသွားခင်မှာ Overload Relay ဆိုတာကိုအရင်ဆုံးသိထားဖို့လိုတဲ့အတွက် Overload Relay ကြောင့်ဒီသင်ခန်းစာမှာရှင်းပြသွားမယ်เนาะဟုတ်ပြီအဲ့တော့ Overload တစ်လုံးဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်တို့အခုကြည့်ကြည့်မယ် အဲ့တော့ overload relay တလုံးမှာဆိုရင်ဒါ magnetic connector မှာသွားပြီးတော့ချိန်မယ် power input terminal ပေါ့နော် power input terminal လို့ခေါ်တယ်ဒီ magnetic connector ရဲ့ဒီ anode connector ဒီ power connector ပေးထားတယ် t1 t2 t3 လို့ရေးထားတဲ့ဘက်မှာလာပြီးတော့ချိန်မယ်နော်ဒီ overload ရဲ့ငုံသုံးခုဟုတ်ပြီနော်ဒီငုံသုံးခုကဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေပြီးတော့ line 1 line 2 line 3ဝင်လာတယ်ဝင်လာပြီလို့ရှိရင်ဒီ overload ထဲကို တီးသန့်စီပေါ့နော်တလိုင်းချင်းစီဖြတ်သွားတယ်ဖြတ်သွားပြီလို့ရှိရင်ဒီ overload ထဲမှာဒါသူ့ဘာသူဖြတ်သွားတဲ့ line တွေကိုကျွန်တော်တို့ကဒီဒီလဲနှစ်မျိုးနဲ့ပေါ့နော်ဒီတတာမဲ့ဘိုင်းမတဲ့တတုစပြောင်းကိုတုံးပြီးတော့မှဒီအပူချင်းကိုတိုင်းတာတဲ့နီးပေါ့နော်ဒီကျိုးရဲ့အပူချင်းကိုတိုင်းတာတဲ့နီးလန်းနဲ့နောက်ပြီးတော့ overload အခြေအနေကိုတိုင်းတာတာရှိတယ်။နောက်တစ်ခါဒီ electronic နီလန်းနေပေါ့နော် electronic circuit နဲ့ကျွန်တော်တို့ဒီ ampere တစ်ခုချင်းစီပေါ့နော်ဒီကြိုးတစ်ချောင်းချင်းစီမှာရှိနေတဲ့ ampere ကိုကျွန်တော်တိုင်းတာပြီးတော့မှနော် overload ဖြစ်မဖြစ်ကိုစုံစမ်းထောက်လန်းပြီးတယ်ပေါ့နော်ဒီနီလန်းနှစ်မျိုးနဲ့ကျွန်တော်တို့က overload တွေဟာအလုပ်လုပ်လို့ရတယ်။နော်အဲ့ဒီတော့အဲဒီကောင်းဆိုလို့ရှိရင်ဒါတာမဲ overload relay နော် ဒါမဲ့ဥပါလို့လေးကြီးဘိုင်းမတ်တဲ့တတုဆက်ပြားကိုတုံးပြီးတော့မှအပူချိန်နဲ့အလုလုံးမဲ့အပူချိန်ကိုစုံစမ်းထောက်လန်းပြီးတော့မှနော်ကျွန်တော်တို့ဒီမော်တာတွေကိုရက်တက်ပြီးမဲ့နော်ရက်တက်ပြီးမဲ့ထရစ်လုပ်ပြီးမဲ့အဲ့ဒီအတွက်သုံးတယ်ဒါဥပါလို့ပေါ့နော်ตามไปโอ้ว่าลูกไอ้တော့ตู่แท้ก็ဝင်လာတယ်ไลน์1ไลน์2ไลน์3ကြီးอ่ะ ဒီ overload ထဲကိုဖြောက်ပါတယ်ဖြောက်သွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ overload မှာလည်း d1 d2 d3 လို့ရေးထားတဲ့ငုတ်တုံးငုတ်ရှိတယ်ဒီမှာဒါလေးတွေเนาะဒီမှာတငုတ်ဒီမမြရတဲ့အထည်တွေမှာဒီမှာနှစ်ငုတ်ရှိတယ်เนาะဒါအပေါ်ဘက်ကနေကြည့်တဲ့အတွက်ဒီငုတ်နှစ်ငုတ်ကမမြရဘူးဖြစ်နေတာเนาะအဲ့တော့အဲ့ဒီငုတ်တုံးငုတ် d1 d2 d3 ကနေပြန်ထွက်လာမှသည် motor ရဲ့ UVW ကိုတွားမှာเนาะ overload ကနေပြန်ထွက်လာပြီးတော့ motor ကိုချိန်ဆက်တော့မှာเนาะ ဲ့ဒီတော့ဒီ overload ကဘယ်လိုလုံးလုံးပြီးလဲဆိုရင် သူ့အထဲကိုဖြက်စည်းလာတဲ့ line ဥပမာဒီက line 1ဝင်လာတယ်ဆိုရင်ဒီ overload ရဲ့ T1 အနေမှာပြန်ထွက်မယ်အဲ့ဒီ line 1ကပြန်ထွက်ပြီးတော့ motor ကိုသွားတယ်နော် line 2ကနေလာတယ် T2 ကနေပြန်ထွက်ပြီးတော့ motor ရဲ့ဘူးပေါ့နော်သွားတယ်နောက်တစ်ခါ line 3ဝင်လာတယ် overload ထဲကိုဖြက်ပြီးတော့မှ T3 ကနေပြန်ထွက်ပြီးတော့ motor ရဲ့ W ပေါ့ ဲ့လိုမော်တာမှာတက်ရမယ်ကျိုးဆုံးရောင်းကိုကျွန်တော်တို့သွားပြီးတယ်ဒါကကျွန်တော်က3 phase နဲ့ပြောပြတာเนาะ overload ဆိုတာကလည်းဒါ3 phase မှာလည်းသုံးလို့ရအောင် single phase မှာလည်းသုံးလို့ရအောင်ပေးထားတာเนาะ single phase ဆိုရင်တော့ကျွန်တော်ဒီမှာ magnetic connector ကိုစပြီးတော့ဝင်ကလေးကိုပါဒီမှာ line 1 line 1မှာဥမာ line ထားတယ်ပေါ့เนาะ line 3မှာနှူထည့်ထားတယ်အဲ့လိုထားလိုက်ပြီဆိုရင်ဒီ overload တက်လိုက်တဲ့အခါမှာလည်းအဲ့ဒီ line နဲ့ line မှာရှိနေတဲ့ဒီအပူချိန်ပေါ့เนาะ ဒီအပူချိန်ကိုတိုင်းတာပြီးတော့မှเนาะကျွန်တော်တို့ဒီ trick လုပ်ပြီးတာပေါ့เนาะ trick လုပ်ပြီးတဲ့ကိစ္စတွေကိုလည်းသူကဒီ overload ကလုပ်ပြီးမယ်လုပ်ပြီးပြီးတော့မှဒီကျွန်တော်တို့ပြန်ထွက်လာတာကဒီ line 1ဝင်ထားတယ်ဆိုရင် line line ဝင်ထားတယ်ဆိုလို့ရှိရင်ဒီ t1 နေပြီးတော့မှ line ပြန်ထွက်မယ်နော် line 3ရနေပြီးတော့မှဝင်ထားတယ်ဆိုလို့ရှိရင် line 3ရနေပြီးတော့မ ကျွန်တော်တို့နူထွဲဝင်ထားတယ်ဆိုလို့ရှိရင်ဒီတီသူရကနေပြီးတော့မှနူထွဲပြန်ထွက်လာမယ်เนาะဒါဆိုရင် single phase motor ကိုမောင်းလို့ရမယ်။ဒါအခုကတော့ကျွန်တော်တို့ဒီ overload မှာငုတ်သုံးမှုရှိတဲ့အတွက်ကျွန်တော်တို့ရှင်းရှင်းလင်းလင်းရှင်းပြလို့ရအောင်လို့မလို့3 phase motor ကိုတုံးပြီးတော့ရှင်းပြပါเนาะ။ Okay ဟုတ်ပြီအဲ့ဒီတော့ဒီ overload ကို overload ရဲ့အခြေခံလုံးဆောင်ကြရဆိုလို့ရှိရင်အဲ line 1 လိုင်းတူလိုင်း3ဆိုတော့ကျိုးသုံးချောင်းဝင်ပြီးတော့မှအဲ့ဒီကျိုးသုံးကျိုးတစ်ခုချင်းစီမှာရှိနေတဲ့ဒီ ampere နော် ampere ကိုကျွန်တော်တို့နီလန်းနှမျိုးနဲ့တိုင်းတာတယ်နော်တာမဲ့ overload release ဆိုရင်လည်းအပူချိန်ကိုတိုင်းတာတယ်ပေါ့နော်အပူချိန်နဲ့ ampere နေရာလည်းတိုက်ရိုက်အချိုးကျနေတယ်ပူလာတာနဲ့အများ ampere လည်းတက်လာတယ်နော်အဲ့ဒီနီလန်းနဲ့တိုင်းတာတာရှိတယ် electronic overload ဆိုရင်လည်းသူ electronic circuit နဲ့တိုင်းတာတာရှိတယ်တိုင်းတာပြီးတော့မှကျွန်တော်တို့ဒီ motor စီကိုလွှတ်ပေးလိုက်တာပေါ့နော် သူကတိုင်းရုံမတိုင်းနဲ့ဒီ line ကိုဖြတ်တောက်ပြီးလိုက်တာမျိုးမဟုတ်ဘူးနော် breaker တွေလိုမျိုးကျွန်တော်တို့ဒီဝင်လာတဲ့ line ကိုဖြတ်တောက်ပြီးလိုက်တာမျိုးမဟုတ်ဘဲနဲ့သူကတိုင်းရုံနဲ့တိုင်းပြီးလိုက်တာနော်ဒီကျိုးကြီးကျိုးကတည်းတိုင်းရိုက်ဝင်လာတာပဲဝင်လာပြီးရင်ပြန်ထွက်သွားတယ်နော် motor seat ကိုတန်းသွားတယ်ကဲဟုတ်ပြီအဲ့ဒီတော့သူကဘာအလုပ်လုပ်ပြီးလဲဆိုရင် သူ့ထဲကိုဖြတ်တော့ဖြတ်သွားပြီဖြတ်သွားတဲ့အခါမှာကျွန်တော်တို့ရရှိလာတဲ့ဒီ trip ဖြစ်ရမယ့်ကာရံပါနော်ဒီ overload ဖြစ်မဲ့ကာရံကိုကျွန်တော်တို့ကဒီမှာ preset လေးပေါ့နော်ဒီ preset လေးနဲ့ကျွန်တော် setting ချိန်ပြီးလို့ရတယ်ပေါ့နော်ဒီ full load ambient ကိုကျွန်တော်တို့ကသတ်မှတ်ပြီးလို့ရတယ် motor ရဲ့ full load ambient ကိုကျွန်တော်တို့သတ်မှတ်ပြီးလို့ရတယ်ကျွန်တော်တို့သတ်မှတ်ပြီးထားတဲ့ ambient ထက်ဒီ motor မောင်းနေတဲ့ချိန်မှာကျွန်တော်တို့သတ်မှတ်ပြီးထားတဲ့ ambient ထက်ဒီကျိုးတစ်ချောင်းစီမှာရှိတယ် ambient များလာပြီဆိုတာ ਨੇ ကျွန်တော်တို့သတ်မှတ်ထားတာတများသွားပြီဆိုတာ ਨੇ ဒီသူ့ရဲ့ ano contact ကြီး ac contact ကြီးအချိန်ကြီးပြောင်းသွားတော့မှာ เนาะသူဥပါလုံးမဖြစ်တဲ့အခြေအနေမှာဆိုရင်တော့ AC ပဲเนาะဒီသူ့အနုကွန်တက်ကလည်းကွာနေမယ်သူ့ရဲ့ NC ကွန်တက်ကလည်းကွာနေမယ်เนาะဒါ control တာမီနေတယ်ကျွန်တော်တို့ control ဘိုင်းမှာပြန်သုံးမယ်တာမီနေတယ်เนาะအဲ့တော့ဒီအနုကွန်တက်ကလည်းကွာနေမယ် NC ကွန်တက်ကလည်းထိမြဲတိုင်းထိနေမယ်ဥပါလုံးဖြစ်ပြီဆိုတဲ့အခြေအနေကြတော့မှာကျွန်တော် NC ကွန်တက်က NC ကွန်တက်ကကွာနေရနေပြီး ထိနေရနေပြီးတော့မှကွာသွားပြီးတော့အန်နိုကွန်တက်ကငကိုကွာနေရနေပြီးတော့မှသူတို့ချင်းချင်းကွန်နက်ရှင်ဖြစ်သွားမယ်ထိသွားမယ်နော်ကဲဟုတ်ပြီအဲ့ဒီအလုပ်ကိုလုပ်ပြီးတယ်လုပ်ပြီးတယ်ဆိုတော့ကျွန်တော်တို့ကဒီ over လုပ်မှကြတော့ NOSC ကွန်တက်ဆိုတာကို3နဲ့4နဲ့ဆိုရင် NO 1နဲ့2နဲ့ဆိုရင် NC ဒီလိုတတ်မှတ်လို့မရတော့ဘူးနော်သူကြတော့သီးသန့်နံပါတ်တွေနဲ့လာတယ်95 96ဆိုရင်ဒါ NC ကွန်တက်လို့တတ်မှတ်တယ် နော်တချို့ overload တွေမှာ NC လို့လည်းတိုက်ရိုက်ရေးပေးထားတယ်95 96လည်းပေးထားတယ်တကယ်လို့ NC လို့ရေးမပေးထားဘဲနဲ့ဒီ number ပဲပါတယ်ဆိုရယ်လေ95 96ဆိုတာ ਨੇ ဒါ NC contact ဆိုတာကိုကျွန်တော်တို့သိနေရမယ်နော်နောက်တစ်ခါ NO contact ကကြတော့69နဲ့68နော်69 68က NO contact ရဟုတ်ပြီနော်ဒါက control point 4 point ပေါ့နော် NO 2 point နဲ့ NC 2 point ပြီးရင်သူ့မှာ trade trade ဖြစ်မဖြစ်ပေါ့နော်ဒီ overload ဖြစ်လို့ရှိရင် trade ဖြစ်မဖြစ်ကိုကျွန်တော်တို့ကဒီမှာဆက်သားရမယ် button လေးရှိတယ်နော်ဒါဆိုရင်ဒါ reset button reset button overload ဖြစ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ reset button လေးကိုနှိပ်ပြီးတော့ပုံမှန်ခြေနေတိုင်းပြန်ပြီးတော့ run လုပ်ရမယ်ခလုတ်လေးနော်ဒါကတော့ test button နော်ဒါကတော့ trick ကိုဆန်းသတ်တဲ့ခေါင်းပေါ့နော် trick ကိုဆန်းသတ်တဲ့ခလုတ်လေးနော်ကဲဟုတ်ပြီအဲ့ဒီတော့ တာမဲ့ overload relay တလုံးရဲ့ကျွန်တော်အလုပ်လုပ်ပုံကိုအရင်ဆုံးကြည့်ကြည့်အောင်နော်